အားလုံးပဲမင်္ဂလာပါ ခရမ်းမြန်မာ SDA အသင်းတော်ဘန်ကောက်ကနေကြိုဆိုလိုက်ပါတယ်တင်တို့ရောက်စီတိုင်းအတွက်ခွန်အားဖြစ်စေမယ်ဝိညာဉ်တော်စာပေဖတ်ရချင်းအစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်လောဒကီအသင်းတော်ဆိုင်ရာတည်တင်းစကားပြတဲ့ခန်းကြီး3အငယ်24လောဒကီမြို့၌ရှိသောအသင်းတော်တမန်ကိုဤတို့ရေး၍မှလိုက်လော ရားသခင်ဤဝိနေယတတဝါတို့တစ္ဆာရှိ၍ဟုတ်မှန်သောတသက်ခံအာမင်ဤအမိတ်တော်ကသင်ဤအကျင့်ကိုငါသိ၏သင်သည်အေးမဟုတ်အပူမဟုတ်သည်ကိုငါသိ၏အေးဖြစ်စေအပူဖြစ်စေတခုခုကိုငါအလိုရှိ၏ထို့သောအေးမဟုတ်အပူမဟုတ်နှွေးယုံသာရှိသောကြောင့်ငါဤခက်တွင်သည်တင့်ကိုထွေးလူပြီသင်ကလည်းငါသည်ဥစ္စာရတတ်၏ဗန္နာကိုစီးပူပြီးတစုံတစ်ခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်းတနာဖွဲ့ဖြစ်ခြင်းဆင်းရဲခြင်းမျက်စိကန်ခြင်းအဝတ်အချင်းစီ ရှိခြင်းဖြစ်သည်ကိုမသိပါတကားတင်းသည့်ဥစ္စာရတက်ခြင်းကမိနစ်ချုပ်ပြီးသောရွှေကို၎င်းအဝတ်အချင်းစီရှိ၍သူတစ်ပါးရှိတွင်မရှက်စေခြင်းကခြုံเสียဖို့ဖြူသောအဝတ်ကို၎င်းငါထံမှဝင်လောသင်ဤမျက်စိမြင်စေခြင်းကမျက်စိ၌မျက်စင်ခတ်လောဟုသင်အားငါသည့်အကြံပေး၏ ငါချစ်သမျှတော်သူတို့ဤအပြစ်ကိုငါစစ်ဆေး၍သူတို့ကိုဆုံးမတတ်၏ထို့ကြောင့်ကိုစိတ်ကိုကိုနိုးစော်လောနောင်တရလော့ငါသည်တကားရှင်းမှရက်လျက်ခောက်လျက်နေ၏အကျဉ်သူသည်ငါဤအတန်ကိုကြား၍တကားကိုဖွင့်အံထိုသူရှိရသောငါဝင်၍သူနှင့်အတူစားတောက်မီသူသည်လည်းငါနှင့်အတူစားတောက်ရလိမ့်မည် ငါသည်အောင်မြင်၍ငါခမည်းတော်ဤပလင်ပေါ်မှာထိုင်နေတကဲ့သို့အောင်မြင်တော်သူသည်ငါဤပလင်ပေါ်မှာငါနှင့်အတူထိုင်နေရသောအခွင့်ကိုငါပေးမည်။လောတကြီးအသင်းတော်တို့ရေးသားပေးပို့သောတည်င်းစကားသည်ဤကဘာမြေကြီးဤတမိုင်းစဉ်ဆက်သိမ့်ချိန်တွင်ယက်တီနေသည့်ကြံကျွင်းသောအသင်းတော်ဤဝိညာဉ်ရေးအခြေအနေကိုတိကျမှန်ကန်စွာဖော်ပြသောတရုပ်ဖော်ကားချက်ဖြစ်၍ စုံစမ်းရကလမကုံဆုံးမီခရစ်တော်ဤနောက်ဆုံးတောင်းပန်ချက်လည်းဖြစ်သည်လောတကြီးအသင်းတော်ဤမပူမအေးအခြေအနေစိတ်မပတပဖြစ်ခြင်းနှင့်ညံ့ဖျင်းသောအခြေအနေ၌ယက်တီနေခြင်းဤအကြောင်းရင်းမှာစိတ်နှလုံးကိုကိုကြိုးငှက်ခြင်းကစိုးမိုးသောကြောင့်ခရစ်တော်ကိုစိတ်နှလုံးတကားပြင်ပ၌ ထုတ်ထားခြင်းဖြစ်သည်လောတကီအသိန်းတော်ဆိုင်ရာတည်င်းစကားသည် ထိတ်လန့်ဖွယ်သောအပြစ်ဆိုချက်ဖြစ်တော်လဲ၎င်းသည်မေတ္တာပသောတည်င်းစကားဖြစ်သည်၎င်းသည်မေတ္တာရှင်ထံမှရောက်ရှိလာသောမေတ္တာပသောတောင်းပန်ချက်ဖြစ်သည်သစ္စာသောသတ္တခံတော်မူဟသောအရှင်ဤအကြံပေးချက်ကိုနှာခံ၍ကိုရောဤကိုစလေတော်ဖြစ်သည်တန်ရှင်သောဝိညာဉ်တော်အားဖြင့်ခရစ်တော်သည် ဝင်နိုင်စေရန်ကျွန်ုပ်တို့ဤစိတ်နှလုံးတကားကို ဖွင့်ပေးလင်အတားစီရှိသမျှကိုအောင်မြင်ကြော်လွှမ်းနိုင်၍ခရစ်တော်နှင့်အတူတကားကိုရောဤပလင်ပေါ်မှာထိုင်ရသော အခွင့်ထူးအခွင့်မြတ်ကိုရရှိစေမည်။ဖျားသခင်ဤတကူတော်ကိုကျွန်ုပ်တို့ရရှိကြလိမ့်မည်။ခရစ်တော်သည်ဝိညာဉ်တော်အားဖြင့်အကျွန်ုပ်တို့၌တည်ရှိတော်မူသည်ယုံကြည်ခြင်းအားဖြင့်ဖျားသခင်၏ဝိညာဉ်တော်ကိုစိတ်နှလုံးထဲ၌ ခံယူသောအချိန်သည်ထာဝရအသက်ကိုစတင်ရရှိသောအချိန်ဖြစ်သည်အကျွန်ုပ်တို့ဤထာဝရကံကြမ္မာကအမိတကယ် ပြုနေသည့်ဤရေးကြီးခွင့်ချက်ဖြစ်သောအကြောင်းအရာ၌ဆက်ဆိုင်၍ဖျားသခင်စေတမန်ကရေးသားဖို့ပြထားသော အောက်ပါအချက်များကို စုတောင်းခြင်းဖြင့်လေ့လာကြပါစို့မပူမအေးဖြစ်နေသော သူများစိတ်မပတ္တပဖြစ်နေသော သူတို့အကြောင်းနှင့်ဆက်ဆိုင်၍သစ္စာစောက်တော်မူထသော ကိုရောဤအကြံပေးချက်ကထိုသူတို့၏အခြေအနေကပြုပြင်ရန်အခွင့်အရေးရှိသေးသည်ဖြစ်၍လောတကီအသင်းတော်ဆိုင်ရာတည်င်းစကားသည် ီအာပေတိုက်တွန်းချက်များဖြင့်ွှန်းွှန်းဝေလျက်ရှိသည်နောက်ဆုံးအသင်းတော်အတွက်ပေးထားသောတတိပေးစကားကိုခရိယံဟုခေါ်ထွင်သောသူအလုံးတို့ကိုလည်းကြီးညာရမည်ထမြဲ့၍နှစ်ဖက်အသွားရှိသောဓာကဲ့သို့လောတကြီးအသင်းတော်ဆိုင်ရာတည်င်းစကားကိုအသင်းသားအားလုံးတို့ကိုပို့ပေးရမည်အသင်းတော်အားလုံးတို့ကိုတတိပေးနိုင်ရန်အကျွန်ုပ်တို့သည်အတက်နိုင်ဆုံးကြိုးပမ်းကြပြီလား သစ္စာစောက်တော်မူထသော ကိုရောကနောတကိအသိန်းတော်ကို ပေးတော်မူသောတည်င်းစကားနှင့်ဆက်ဆိုင်၍ဤသူတို့သည် အပေမိသောအစီအစဉ်ကိုပြုလုပ်ကြမည်နီဤတည်င်းစကားနှင့်ပတ်သက်၍လက်စားမှုမရှိနိုင် ဖျားသခင်၏အမှုထမ်းများကမပူမအေးရက်တည်နေသော အသင်းတော်အားဤတည်င်းစကားကိုပြောကြရမည်ကိုတော်၏လူတို့သည်ဖျားသခင်၏ရှေ့တော်ဝဲသူတို့ရက်တည်မှု၏အခြေအနေမှနေဆက်ဆိုင်၍လုံခြုံမှုရှိသည်ဟူသောယူဆချက်မှ၎င်းအန်ဒီယံများလာသောလက်စားခံရခြင်းမှ၎င်းထိုတည်င်းစကားကနိုးထစေရမည်ဤသက်သေခံချက်ကိုလက်ခံလင်သူတို့သည်ထကြွနှိုးကြလှှရှားလာ၍ ိုအပြစ်ကိုမြင်ပြီးလင်နှိတ်ချသောစိတ်နှင့် အပြစ်များကိုဝန်ချတောင်းပန်ကြလိမ့်မည်လူတို့ဤကြီးမားသောအန်တရသည် ကိုကိုယ်တိုင်ဤလက်ဖြားချင်းကိုခံရခြင်းဖြစ်သည်လောတကြီးအသိဝင်များအတွက်တခုတီးသောမျော်လင့်ချက်မှာဘုရားသခင်ရှေ့တော်ဝယ်သူတို့ယက်တီနေသောအခြေအနေအမှန်ကိုပြတ်သားစွာတွေ့မြင်ခြင်းနှင့် သူတို့ခံစားရသောယောဂါဤတဘာဝကိုသိကျွမ်းခြင်းဖြစ်သည် သူတို့သည်အေးလဲမဟုတ်အပူလဲမဟုတ်သူတို့သည်ဈာနေသမားများဖြစ်၍တစ်ချိန်တည်းမှပင် သူတို့သည်တစုံတစ်ခုမျှမလို့ဟူ၍သူတို့ကိုကိုသူတို့မြောက်ပင်ပြောဆိုကြသည်ဖျားသခင်ဤကြံကျွင်းသော လူတို့ကိုနိုးကြားထကြွလာစေရန်ကျွန်ုပ်သည်ဗပြောရမည်နီကျွန်ုပ်တို့ရှိ၌ကြောက်မက်ဖွယ်သော မြင်ကွင်းများရှိသည်ကိုကျွန်ုပ်အားပြသပါသည် စာတန်နှင့်သူ့ကောင်းခင်တမန်များသည်မိမိတို့၌ရှိသမျှအင်အားကိုအသုံးပြုလျက်တိုက်ခိုက်နေကြသည်အကယ်၍ကိုရော်၏ လူတို့သည်ဆက်လက်၍ငှိုက်မြဲအိပ်ပျော်နေကြလင်သူတို့၏ပျက်စီးခြင်းသည် မှချအမှန်ဖြစ်ပျက်ကြရောက်တော့မည်ဖြစ်သောကြောင့်သူတို့ကို သူအပိုင်ရရှိထားပြီးဖြစ်လိမ့်မည်ကို စာတန်ကသိရှိသည်ကပ္ပသမိုင်းဤနောက်ကျနေပြီးဖြစ်သောအချိန်ခါဝယ်ကြံကျွင်းသောသူတို့သည် တတ္တယကောင်းကင်တမန်ဤတည်င်းစကားကို အင်တိုက်အားတိုက်ဟောပြောရန်ဘာကြောင့်အစဉ်သိမရှိကြသနည်းအောက်ပါကောင်းနှုတ်ချက်များကယံသူဤပရိယေကိုဖော်ထုတ်ကြသည်